မင်္ဂလာပါကြက်သွန်အဖြူနီငရုတ်သီးစိမ့်ကိုလှော်သွားပေးပါလှော်တဲ့အခါမှာအခုလိုမျိုးကြက်တဲ့အထီအောင်လှော်သွားပေးပါလှော်ပြီးတော့ကျွန်တော်တို့ထောင်းရပါမယ်အထောင်းပုံစံဖြစ်တဲ့အတွက်ကျွန်တော်တို့ထောင်းနာပူပြီးစားကောင်းပါတယ်ဆက်နဲ့မကြိတ်ပါနဲ့ခရမ်းညင်သီးကိုကျွန်တော်အစိမ့်ထည့်ထားပါတယ်ဒီနေရာမှာခရမ်းညင်သီးကိုပြုတ်ပြီးထည့်တာမိခင်မိထည့်တာပူပြီးအဆင်ပြေပါတယ် ဒီငချောက်လေးတွေကိုကျွန်တော် ready made ဝယ်ထားတာပါသူတို့ကဆက်နဲ့အချောက်လှမ်းနေတာဖြစ်တဲ့အတွက်တန့်လဲတန့်နဲ့အရင်လဲမှုတဲ့အတွက်ကျွန်တော်ကမီးအနေငယ်ပြန်กินပြီးတော့ထည့်ထားတာပါပြန်กินထားတာကိုတော့ကျွန်တော်မပြတော့ပါဘူးခဏလေးပြန်กินထားတာပါချုံမှုအနေငယ်ထည့်ပြီးငါးငက်ပြရည်ထည့်ပါဒီနေရာမှာထိုင်းငပိရည်မတုံးချင်ဘူးဆိုရင်ငပိစိမ်းသားကိုကြော်ပြီးထည့်ပေးပါတမရသည်အရည်လေးကိုပို့ပြီးညှစ်ထည့်ပေးပါငါကအစင်ပြေရငါ့ကိုအသုံးပြုလို့ရပါတယ် ဝချောက်ကိုกินပြီးတော့ထောင်လို့ရတယ်လို့ကြော်ပြီးတော့လည်းလုပ်လို့ရပါတယ်ပြုတ်ပြီးတော့လည်းလုပ်လို့ရပါတယ်ဖြစ်နိုင်ရင်တော့ငချောက်ကိုအခုလိုမိกินပြီးထောင်စားကြည့်ပါအရန်ကြီးကိုစားလို့ကောင်းပါတယ်ကျွန်တော်တို့အရွက်ပြုတ်တိုးစရာလေးနဲ့တွဲစားမယ်ဆိုရင်တော့အရန်ကြီးလိုက်ဖက်ပါတယ်ပါဟင်းထဲမှာတော့မလိုပဲねဒီဟင်းတစ်ခွက်ထဲနဲ့လောဝရှယ်စားကောင်း